ကဲဒီနေ့ကတော့မြန်မာပြည်မှာပြည်သူတွေဘလောက်ဒုက္ခရောက်နေလဲဒီစစ်မှုထမ်းဥပဒေဆိုတဲ့ဓမြတိုက်ခွင့်ဥပဒေကိုအကြောင်းပြုပြီးတော့မင်းအောင်လှိုင်လက်ပါစီတွေဘလောက်လူဘဝနေလဲပြည်သူတွေဘလောက်ဒုက္ခရောက်နေလဲဆိုတာဒီမှာစစ်တပ်ကိုအမာခံထောက်ခံခဲ့တဲ့ကိုမောင်မောင်ပါပြောထားတဲ့ကြည်သွားပါနော်ဒါမြန်မာပြည်မှာနေရာဆနာကျွန်တော်စကားခံခဲ့တယ်လို့ပေါ့ငရဲပြည်စီလို့ဖြစ်နေတယ်တော်တော်များများပြည်သူတွေအတွက်ပေါ့အဲ စူးစမ်းနေမြောက်နေမြန်မာလူလူပေါင်းလောကကြီးကိုဒါလောကမြေကြီးဖြစ်သတ်မှတ်မယ်ဆိုရှင်အနေအဆုံးမြေရဲ့ပုံတွေကတပုံဖြစ်တဲ့မြန်မာပြည်ပါပဲခင်ဗျာနော်အဲ့တော့ဟုတ်ပါတယ်နော်သူပြောတာမှားလားကျွန်တော်တို့ကစကားသလုံးကိုအမှားအမှန်သာပဲကြည့်တယ်အခုသူပြောတာမြန်မာပြည်ကငရဲကြီးတကယ်မဲ့လေဘာလူတယောက်ဝဲအခွင့်ရေးဆိုတာဘာမှမရှိလာမပြောနဲ့မှန်တာမှားတာမသိဘူးသူတို့ပြောတဲ့အတိုင်းနားထောင်သူတို့ခိုင်းတာကိုလုပ်သူတို့ကိုခံမပြောနဲ့သူတို့ကိုခုခံတဲ့ဒုက္ခနဲ့အကြမ်းဖက် ဒါနိုင်ငံပြဿနာအကုန်လုံးနိုင်ငံတော်ပုံကံမှုအကုန်လုံးအဲ့လိုလုံးပြစ်နေတာလေမှားတာမှန်တာတရားတာမတရားတာမသိတော့ဘူးအဲ့ဒါဒါငရဲပဲပေါ့ဟုတ်တယ်မလားအဲ့ကြောင့်မလို့အခုခုခံရတဲ့ပြည်သူတွေကပြဒုက္ခတွေကြောက်သွားတော့ကျွန်တော်တို့မိုက်လောက်ပါလိမ့်မယ်တော့အခုဆိုရင်ညီမဒီမနေရတာစစ်မှုတန်းကြီးကတမောက်နော်အဲနောက်ချက်ဒီပြည်သူစစ်ကြီးကတမောက်ပြီးတော့ရှိလောအပီးကတမောက်မရှိရတဲ့ချားတဲ့ နောက်ဆုံးပိတ်ကျွန်တော်မြန်မာပြည်မှာမြန်မာပြည်ကမိဘတွေဆိုတာကာသမီလက်စာလေးထိုင်စားဖို့ကာသမီမွေးတယ်ဆိုတာလက်ကမွေးတာမဟုတ်မြန်မာပြည်သားတွေကအားလို့ရလို့မွေးနေကြတာမဟုတ်ဘူးမြန်မာပြည်သားတွေကလေကျွန်တော်တို့ကျွန်တော်လည်းမြန်မာပြည်လူအတိုင်းဝိုင်းမှာတကယ်ခြေခံချတဲ့လူအတိုင်းဝိုင်းမှာနေထိုင်နေတာပါအတော်ကြီးတွေကလေသူတို့သားလေးတယောက်မွေးထားလို့ရှိရင်အာသူသားလေးငါသားလေးချင်းကြလက်စာလေးစားတကယ်လည်းစားရပါလေနော်တကယ်တိတက်တယ်အာကျွန်တော်တို့မြန်မာယူသားလူငယ်လေးတွေကလေအာပြန်သွားလောက်တယ်ဗျာပြန်သွားလို့ရှိရင်သူ့မေကသူ့အញ្ញမ်းချက်တဲ့ ချစ်ပါဘောဒီသားလေးပြောက်ပဲရှာကျွေးနေတာအဖေဆိုတာအီရသမားတာပေါ့ရှင်ဆိုတာအဖေဒီဝါရတယ်အရတော့တော့အဖေရသေးတာများတယ်အဲ့တော့သားလေးပြောက်ဝင်လာလို့ရှိရင်ဒီသားလေးရဲ့လက်စားလေးစားရမှာပဲဆိုပြီးတော့ဝင်လာတကယ်လည်းကြွေးကြပါတယ်နော်သားလေးလို့ကြွေးရအဲ့တော့ဒီမျိုးလေးချက်တွေကလည်းနောက်ဆုံးပြတော့အခုစစ်မှုထမ်းကောက်တဲ့ class ဆွဲခြင်းတွေကြောင့်နောက်ဆုံးပြတော့ဗာချက်ကုန်လဲဆိုတာကြတော့မိဘတွေကလည်းဆိုရင်သူတို့လွတ်ကျွေးမဲ့သူကမှမရှိတော့ဘူး။ခါလေးစစ်မှုထမ်းဥပဒေထွက်လာမှတော့မိဘလွတ်ကျွေးတဲ့လူတွေပါလေ။အာသူကလွတ်တယ်လို့တင်မလား။ဟိုလိုဒီလိုပြောတာအခုအကုန်တွေးနေရဆွဲနေပုံစံမျိုးတွေဖြစ်နေတာ။ဟုတ်တယ်။ ဟုတ်တယ်အကုန်လုံးဆွဲတာစစ်မှုထမ်းဥပဒေစတဲ့နောင်ကပြောခဲ့တဲ့ပါဇက်တွေမှတ်မိကြသေးတာဟမ်အမင်းတို့ကဘာဖြစ်တာလဲနှစ်နှစ်ပဲစစ်မှုစစ်ပညာတရားမှဒါတော်မှရှင်းတန်းတွားစရာမလိုကင်းမဲဆောက်ကမှအချိန်တိုင်းပြန်လာရမယ်နှစ်နှစ်ပြစ်တာနဲ့မင်းတို့မလုပ်ချင်ထွက်လို့ရတယ်ဟမ်ပြောခဲ့တဲ့ပါဇက်တွေအခုဘယ်ရောက်ကုန်ပြီလဲကြည့်ဟမ်ရက်ထဲရွာတဲ့ကောင်းကောင်းမွန်အောင်လူငယ်တွေနေလို့မရတဲ့ဘဝရောက်လာပြီဟယ်လိုအခုဒီထည့်ရတဲ့ပါဇက်ကိုပြောပြမယ်လေလေနောက်ပဲဒီပါကျွန်တော်ပြောရလိမ့်မယ်အခုအစွဲခံအားလုံး6ရောက်ပါဗျာနော်6ရောက်အဲ့တော့ကဘယ်လိုကဂျိုးပင်ကောင်းမျိုးနဲ့ ကျိုးဝင်ကောင်းမျိုးတွေကနော်အုတ်ချုပ်ရည်မှုကအုတ်ချုပ်ရည်မှုနော်ရွာလေးရွာလေးကအုတ်ချုပ်ရွာလေးကအုတ်ချုပ်ရည်မှုကစစ်မှုထမ်းကြီးလက်ကြည့်အောင်ပေးတယ်နော်ပေးတဲ့ပြင်ကိုဝယ်လဲဝယ်ပေးတယ်အဲ့ဒါတော့မှပဲအဲ့ဒီရွာလေးကစစ်မှုထမ်းကထပ်ပြီးတော့အစွဲခံရတာဆွဲခံတဲ့အခါမှာတော့အခု6ယောက်ပါသွားတယ်အဲ့ဒီရွာကမဲရွာလဲဆိုလို့ရှိရင်နော်အမ်ကုန်းမြေရွာလို့ခေါ်တယ်နော်အုတ်ချုပ်ရည်မှုရုံးနေတာတိတ်မလန်းမကမ်းမှရှိတယ်မြို့နယ်ကကျိုးပင်ကောင်းမြို့နယ်ပေါ့ဗျာနော်ကုန်းမြေကုန်းမြေကြီးရွာအဲ့တော့ ဆိုရင်မြေုံနဲ့မလားမကမ်းမှရှိတယ်အဲ့ဒီရွာမှာ6ရောက်ဆွဲခံရတယ်ဒါဒီရွာကစစ်မှုနဲ့ကြည့်တဲ့ကြောင်ပြီးတယ်နော်တို့တောင်လည်းတို့ကြည့်တယ်ကြည့်ရတာနဲ့အဲ့ဒီရွာက6ရောက်ဆွဲခံအဲ့6ရောက်နာမည်ကနော်ကျောက်တာဒီရက်ကွက်ထဲကရက်ကွက်သားတွေဆိုတဲ့ခါကျတော့ဗျာဒီကြီးရွာသားတွေဆိုတဲ့ခါကျတော့မကျေနပ်တဲ့ရှင်ရွာထဲမှာအကုန်လုံးဒီဒေသတရွာလုံးနဲ့နေတဲ့ဒီရွာလုံးမှာဟိုအမှန်တရားကိုသိနေတယ် နော်အုပ်ချုပ်တဲ့လူသားသားအစအကုန်လုံးကစင်ရချမ်းသာမြေဒီရွာလားတွေအကုန်လုံးဒီကိစ္စနဲ့ပတ်သက်မကြေတာဘာကြောင့်လဲဘာလို့တွေကစစ်မှုတန်းကြီးတဲ့ချီအောင်ပေးတာလဲတအိမ်တဲ့အိမ်ကဘလောက်ဘလောက်ပေးတာဒီပေးရတာနဲ့ဒီအိမ်ဒီရွာကနေပြီးတော့နောက်တစ်6ယောက်တော့ဘာကြောင့်ဆိုလဲဆွဲတဲ့လူတွေထဲမှာလဲဆနာကျွန်တော်ပြောတဲ့ကိုမိသားစုအဲဘယ်ကောင်လဲကိုသားသမီးတွေလှုပ်စားထိုင်စားနေတဲ့မိဘတွေရဲ့သားသမီးတွေပါတယ်ဗျာဒီကလေးကယာလုတ်လဲလုတ်ပြီးတော့တနေ့လှုပ်စားတနေ့မိဘကိုပန်းနေတာမိဘကတမင်းတမင်းလေးချက်ချွေးအဲ့တော့မိဘကမြန်မာလို့နော်အဲ့ဒါတော့၃ယောက်ပါတယ်နော်အဲ့၃ယောက်ပါတဲ့အဖြစ်ကိုအလုံးပေါင်း6ယောက်နေတာ 6ယောက်ဆွဲခံရတာမှာကဲကိုမမောကအခုပြောနေတာဗယံမနာပြောတာမဟုတ်တော့ယောဟန်နာမေကိုအကုန်လုံးအတိအကျပြောတာနော်အဲ့တော့မောင်မောင်ကိုအုပ်သွားဆဲနေကိုနေ့ကတပုတ်တွေ့ပါလေကိုချိုကြီးပုံတင်ပြီးတော့အဲ့မှာဘောမတစ်ကောင်ဆဲနေတယ်တွေ့တယ်မောင်မောင်တို့ချိုကြီးတို့ဆိုတာမင်းတို့ဘောမတွေထဲမှာတကယ်ဆရာတွေရုပ်ပြပြီးတိတ်ခါရှိရှိငါစစ်တပ်ကိုထောက်ခံပါတယ်ကွာဆိုပြီးတော့အတိုက်ခံတစ်ဖက်အင်အားစုကဆဲတာဆိုတာခံပြီးတော့စစ်တပ်ကိုထောက်ခံခဲ့တဲ့လူတွေ ဘယံပနာဒီနေ့မှထားပြီးပြောနေတဲ့လူတွေမဟုတ်ဘူးအဲ့လိုထောက်ခံခဲ့တဲ့လူတွေကဘာကြောင့်ပြောရတာလဲလွဲမားတဲ့လောက်ရတဲ့လုံလာတဲ့အတွက်ခံလက်ခံလို့မရလို့ပြောတာတာသူတို့ဒါကိုပြင်ရကောင်းမှမတိတဲ့အပြင်မပြင်တဲ့အပြင်မှားလို့မှားတယ်ပြောတာကိုမပြင်တဲ့အပြင်မှားလို့မှားတယ်ပြောတဲ့လူကိုရန်ရှာတယ်ဆိုတာဘလောက်အတိညာဉ်ပဲမိုက်မဲတဲ့လူတွေလောက်ရတယ်စဉ်းစားကြည့်နော်အဲ့တော့မင်းတို့ဘောမအတိုင်းဝင်ပြောတဲ့စကားလုံးမရှိတော့ဘူးနော် အဲ့ဒါကြည့်တန်ဖိုးချင်းအဲ့လိုကွာပါလေကြည့်ကိုမောင်မောင်တို့ကိုချိုကြီးတို့အခုဘာပြောနေသူတို့ပြောတဲ့စကားမှားလားဘာဒါရောကဒရေမမှန်ဘူးလေပါလေမင်းတို့ကမင်းတို့ဘက်မှာရုပ်မှတ်မှမှားမှားမှန်မှန်မင်းတို့ဘက်ကမှန်တယ်လို့ပြောမှမင်းတို့ကဒရေမှန်တာလားမှားရင်မှားတယ်ပြောမှပေါ့လူကမှန်ရင်မှန်တယ်ပြောမှပေါ့အေးကိုအားပေးတဲ့ဘက်ရင်နော်ဟိုဘက်ရင်မှုတော့ချင့်ရှိလိမ့်မယ်ဒါပေမဲ့လုံးဝမှားနေတဲ့အရာကြီးဒါကြီးမှန်မှန်တယ်လို့ပြောဖို့ဟာတောင်းတောင်းတိတ်ခိုက်ရှိတဲ့သူကပြောမထွက်ဘူးလေအဲ့ဒါပဲအိမ်ရောက်ပဲ တယောက်ပဲဘယ်လိုကောင်မဆိုလုံးဝဒါမှမျက်စိမမြင်တော့ပါဝါ6000တော့အဲပါဝါဘယ်လိုကောင်မဆိုတော့ရှိမျက်မှာပါဝါအကြီးတက်တာလုံးဝစစ်ထက်မှာမျက်မှာချစ်ဘာမှမမြင်ရတဲ့ကြောင့်မလို့တာလေတယောက်ပဲလို့တယ်ချန်နဲ့9ယောက်ကတော့သူစရဲပါသွားပြီဆွဲသွားတာအဲ့ဒီပါစစ်မင်းကြီးကလာဆွဲသွားတာအဲ့ဒီကုန်းမြင့်ကြီးပါဘောဗျာနော်အဲ့တော့သူတို့နာမည်လေးတွေအခုကြွာရွာတွေကနေပြီးတော့အဲ့ဒီရွာတွေကလုံးမှာဗျာခုပြောနေပြီရွာတွေရွာတွေလုံးမှာပေါ်တော့မဆိုနာမည်ကလုံးမှာထွက်လာပြီတရားနော်မောင်ထပ်ပိုင်ဘူးတဲ့အခုဆွဲခံတာတော့အခုစစ်တဲမှာရောက်နေတာချစ်တဲကိုကိုမိဘနာမည်ပဲကျွန်တော်သိပါတယ်နော်အဲ့တော့ချစ်တဲမောင်တဲ့နော်ရဲဖုံးမော်တဲ့အာကာထောင်းတဲ့ ဲ့တော့ဘယ်လောက်ကြီးဒုက္ခကြီးရဲ့နိုင်ငံလဲကြာနော်တာသမီလေးငွေရလို့မိဘကိုရှာရွှေနေတဲ့တာသမီလေးတောင်မှပဲအခုဒီပြည်တွင်းစစ်ကြီးကြောင့်ဒီအုပ်ချုပ်ရေးမှုတွေကြောင့်ဒီရန်ရားကဒါတသက်မချစားပါနဲ့နော်ဟိုဘဲရောဘဲရောသတိနေတာပဲကြာနော်အဲ့တော့အေးအေးဒီကြာနေတယ်လို့ပါပဲနော်သူငယ်တွေခင်ဗျားမှလည်းအဲ့တော့မိဘတွေကလည်းစိတ်ပူတော့ဗျာစိတ်ပူတော့မဟုတ်လုံးဝငိုငိုရှိရှိပေါ့ဗျာနောက်စစ်တဲ့ရောက်သွားပါကြီးကလေး6ရောက်လောက်ကလေး5ရောက်လောက်6ရောက်တိရောက်ပဲလက်ပါလေ ကဲဒါကတော့လက်ရှိမြန်မာပြည်မှာစစ်မှုထမ်းဥပဒေကြောင့်ဒုက္ခရောက်နေတဲ့ဟာကိုကိုမောင်ပြောရတာသူပြောတာမှန်လားမှားလားကိုမောင်ဒီမဟုတ်တာကိုအဟုတ်လို့ပြီးပြောရတာလားမှန်လက်ရှိပဂတိမြေပြည်မှာဖြစ်နေတဲ့အမှန်တရားကိုပဲထုတ်ပြောရတာနော်မှန်တာပဲသူပြောရတာနော်သူမဟုတ်တာကိုအဟုတ်ပါတယ်လို့ကလိန်ကကြည်လီစဲကြီးပြောတာမဟုတ်ဘူးအဲ့ဒီအတွက်လက်ရှိမြန်မာပြည်မှာစစ်မှုထမ်းဥပဒေစစ်မှုထမ်းဥပဒေဟာပြည်သူတွေဘာကြောင့်မဝင်ချင်တာလဲမထမ်းဆောင်ရှင်းတယ်လေး မင်းအောင်နိုင်တို့ဒီစစ်ဘုံကြောင့်လူတစုအာဏာရရင်အတွက်ပြည်သူပြည်သူချင်းပြန်တိုက်ခိုင်းတဲ့ဥပဒေကိုသူများနိုင်ငံတွေမှာစစ်ဘုံထံဥပဒေရှိတယ်ဟုတ်တယ်သူများနိုင်ငံတွေကစစ်ဘုံထံဥပဒေဆိုတာကစစ်ပညာတင်ဖို့နိုင်ငံသားတိုင်းအဲ့ဒီစစ်ဘုံထံနှစ်နှစ်ဆိုနှစ်နှစ်ကာလမှာလည်းအခွင့်အရေးအတုံးဆောင်ကစားအကုန်အပြည့်အဝပံ့ပိုးပေးထားတဲ့နိုင်ငံပြီးလို့ရှိရင်ရှင်ဟန်းသွားပြီးအသေးခံစရာလည်းမလိုဘူးလက်ရှိမြန်မာပြည်မှာဒီတင်တန်းလေးတလားနှစ်လားလောက်တက်ပြီးရှင်ဟန်းအတန်းပို့ ရှေ့တန်းမှာကော့ပြည်သူချင်းချင်းပြည့်တဲ့ဟာအသေးခံဘာမှမျောလင်းချက်လည်းမရှိရပိုင်ခွင့်လည်းမရှိအဲ့တော့တကယ်တော့မြန်မာနိုင်ငံမှာတူများနိုင်ငံနဲ့အခုစစ်ဖြစ်နေကြီးနော်တရုတ်နဲ့မြန်မာနဲ့စစ်ဖြစ်နေကြီးအဲ့ဒီစစ်မှုထမ်းဥပဒေပြဋ္ဌာန်းစရာမလိုဘူးမြန်မာပြည်သားတွေဟာအဲ့ဒီချိန်ကျရင်နော်မင်းကဘာလူမျိုးငါကဘာလူမျိုးမခွဲစရာစိတ်ချအကောင်လုံးဟာတစုတစည်းနဲ့ဝင်ဆောင်မဲ့လူကြီးပဲလာရခိုင်ရမွန်ဗမာအကောင်လုံးပခုံးပွဲလိုင်းငါတို့နိုင်ငံတရုတ်တွေကြောနေချမဲ့ကွာဆို စစ်မှုထမ်းဥပဒေတော်မှခေါ်ဆရာမလို့စိတ်ချမြန်မာပြည်သားတွေအားလုံးဟာနော်ကိုယ်နိုင်ငံအပေါ်ကိုချစ်တဲ့စိတ်ရှိပြီးသားဒါပေမဲ့အခုဖြစ်နေတာကနိုင်ငံအတွက်မဟုတ်ဘူးလေဒီစစ်မှုထမ်းလူတစုကောင်းစားရေးအတွက်သူတို့အာဏာလုနေတာအခုငါးနှစ်ရှိပြီတိုင်းပြည်ရဲ့စစ်တပ်ကိုမောင်းမိုင်းစီးပြီးတော့လက်နက်မဲ့ပြည်သူရှိကနေအာဏာလုတာငါးနှစ်ရှိသွားပြီအခုထိသူတို့အာဏာမရဘူးအဲ့တော့ဘာလုပ်လဲမိမျိုးစုံနဲ့ပြည်သူကိုဒုက္ခပေးတာ အဲ့တော့စစ်မှုထမ်းဥပဒေဆိုတာကျွန်တော်အမြဲပြောတော့ဓမြတိုက်တာပြန်ပြီးဆွဲတာလူတယောက်နှစ်ယောက်တနက်ကင်ပြီးတော့အိမ်ယူလာမယ်အိမ်တယ်ယူလာမယ်ဆိုင်းနဆိုင်းယူလာမယ်ပတ်စံလာတောင်းရင်ဘာလုပ်လို့ပြောလဲခမရတို့ဓမြတိုက်တယ်လို့ပြောရမလားအခုစစ်မှုထမ်းဥပဒေရအောင်စစ်မှုထမ်းဥပဒေဆိုပြီးတော့ဘာလာလုပ်လဲပတ်စံလာကောက်တော့အဲ့ဒါဓမြတိုက်တာမဟုတ်လေခမရကြည်ပြူလို့ပေးတာစစ်မှုထမ်းဥပဒေကိုကြည်ပြူလို့ပေးတာလားလားမကြည်ပြူပဲမဖြစ်မနေဘို့လို့ထည့်ရတာလားအဲ့တော့ဒီကဒါဟာဘောက်တာဓမြတိုက်ခံရတာလား နော်ပြီးရင်အခုတော့လူတွေအခုတော့မှ6ယောက်ဖမ်းသွားပြီဒါမိဘကိုလှုပ်ကျွေးနေတဲ့ကလေးတွေပါတယ်ဟမ်ညီမညီမကကိုမောင်ပြောနေပြီမြမမိမတွေကတားလေးမွေးထားတဲ့အရွယ်ရောက်လာရင်ဟာအာကိုရရရတော့မယ်အာကိုရရတော့မယ်နော်တားလေးကကောင်းကြည့်လာပြီနော်ဒါလိုပြောချက်အဲ့ဒါပါလေမိမတွေကဘုရင်ကပြောငယ်ရွယ်တဲ့အချိန်မှာပညာလေးသင်ပြီးရှာကျွေးပြီးတော့ကိုယ်တားသမီးရအရွယ်ရောက်လာတဲ့အချိန်မှာဒီတားသမီးရပြန်လဲကြည့်ကျူဆောက်ရှောက်တော့ခံခဲ့တဲ့အလေးထားရှိတယ်အင်မတန်ချစ်ဖို့ကောင်းတဲ့အလေးထားအခုကဲမိမကိုရှာကျွေးနေတဲ့ကလေးတွေ စီးပွားတော့အပြင်ထွက်ပြီးတော့ကိုမိမတော်ကိုရှာကျွေးခွင့်မရှိတော့ဒီစစ်မှုထမ်းဥပဒေတောက်လန့်နေရတယ်ဟမ်ပြန်ပေးဆွဲတာမဟုတ်လားဒါအဲ့တော့ဓမြတိုက်တာတွေပြန်ပေးဆွဲတာကိုတင်ရဝင်လောက်ခွင့်ပြုတ်ထားတာဗါတယ်မြမာပြည်မှာစစ်မှုထမ်းဥပဒေပဲနော်အဲ့တော့မင်းအောင်လိုက်ခံထားတဲ့အုတ်ချွေးမှုတွေဒီဒီဓမြမှုတွေပြန်ပေးမှုတွေကိုဒိုင်ကန်လောက်နေတဲ့ရာဇဝဲကောင်တွေဒါရှိချင်းလေးပဲမဟုတ်ဘူးဆိုလာခဲ့ငါပြောတဲ့စကားမှားတယ်ဆိုလာခဲ့နော်စစ်မှုထမ်းဥပဒေကိုစိတ်ပါနှပ်ပါပတ်စံထဲရလူရှိတာ ။ဖားရပြီးတော့အောက်တက်တက်နဲ့ထဲရတဲ့ဒူပဲရှိတယ်။ဘဒူးမှစိတ်ပါလို့ထဲတာမရှိပါဘူး။နော်။အဲ့တော့မြန်မာနိုင်ငံဟာဘလို့ဖြစ်နေပြီလဲ။အခုဒီလိုမျိုးမှန်တာပြောတဲ့ဒူတွေအော်သူပြောတာမှန်တယ်ဟဲ့။အေးမမောင်ကတော့ငါတို့စစ်တပ်ဘက်ကပဲ။အော်သူပြောတာတော့မှန်တယ်။ငါတို့ဘက်မှာဒီလိုဖြစ်နေတယ်။ဒီလိုအတွေးတွေးရမှလေ။လူအမှန်တာကိုပြောတာရင်လက်ခံပေးရမယ်။နော်။မဟုတ်တာကိုစွပ်စွဲတာရင်ဆိုတမျိုးပေါ့။အခုကိုမောင်မောင်တို့ကိုချိုကြီးတို့ဟာတကယ်စစ်တပ်အမာခံကြီးနေ နော်မောင်မောင်ဆိုရင်ဟာပြောင်ကြည့်ငါဟဲ့လူဟဲ့ဒီတော်လိုင်းမကောင်တော်ဆဲတာကိုခမ်းနေခဲ့တဲ့လူလိုက်ပေါ်မှာတောင်းချောင်းစစ်တပ်ဘက်ကနေကာမာလုံးပြောလာတဲ့လူဒီလူတွေတော့မခံစားနိုင်တော့ဘူးဒီမတရားတဲ့ဟာတွေကိုထုတ်ပြောလာပြီဆိုရင်ဒီစစ်တပ်ကလုံးရဲ့ဘလောက်လွဲနေလို့လဲငါတို့တွေဝိုင်းတဲ့ပေးမယ်ဆိုတော့ကောင်းမွန်တဲ့ဘက်ကအတွေးကိုမတွေးဘူးဟာငါတို့အားပေးတဲ့စစ်တပ်လာမပြောနဲ့ခုနကအဲ့ဘောမတယောက်ဆိုရင်ပြောထားပါ तू ကတဲ့အစီနီယာ၃နှစ်လောက်ကြာတယ်တဲ့ အဲ့ဒီချိုကြီးတို့ဘာလို့ဆိုတော့သူ့ထက်ဂျူနီယာလေးတွေတဲ့မဲသူအဲ့ဒါသူလိုက်လွှင့်နေတဲ့အချိန်မှာကျွန်တော်ဝင်ကြည့်တော့တရောက်တယ်အဲ့တရောက်ပဲကျွန်တော်အကောင့်ပြောတော့ဘုရားဆိုပါစေအဲ့နဲ့ကျွန်တော်အစတော့ဒီရှင်လုံးလို့ပါမတန်ဘူးလေဗျာလွတ်ပေးထားရတယ်ကျွန်တော်ဒါပေမဲ့ကိုချိုကြီးပုံထောင်ပြီးဆဲနေတယ်သူကအဲ့ဒါကိုပြောတာဟွန်းသူသူတို့ပြောတဲ့စကားကြီးမှားလားမှန်လားချိန်သေးတယ်တော့ဘယ်နဲ့ငပောက်လို့ပြောလဲမြန်မာပြည်ပြန်လာပြောတယ်ဟာမြန်မာပြည်မှာ လွတ်လပ်စွာပြောဆို권ရေးသား권အပြည့်အဝရှိနေလို့လားအဲ့ဒါဆိုလို့ရှိရင်တော့မြန်မာပြည်ရဲ့ပြည်နာပြောလို့စိတ်ခေါ်ထိုက်တယ်လေဟုတ်တယ်နော်လွတ်လပ်စွာပြောဆိုရေးသား권မပြောနဲ့မညဘက်ဖန်ဝါမနဲ့အလောင်းကိုလာလုပ်နေနေအောင်အဲ့နေအောင်လာပြီးပြောလို့ပြောတာအဲ့ဒါစောက်ယူကိုကိုစောက်ယူလို့ပြောတာပဲမှတ်ထားနော်မြန်မာပြည်ကိုလာခဲ့လို့စိတ်ခေါ်ရကောင်တွေအဲ့ဒါပြောလိုက်တိလားလွတ်လပ်စွာပြောဆိုရေးသား권တင်ပြ권မပြောနဲ့ ညာဘက်ဖမ်းဝါမနဲ့အလောင်းလာဖို့ဘာမှန်းအောင်မတိတဲ့နေရာကိုမင်းတို့လာခဲ့လို့စိန်ခေါ်တာဒီအဲ့ဒါစောက်ယူတိလားအဲ့ဒါအကြမ်းမပြေလို့အဲ့ဒါအကြမ်းမပြေလို့ခေါ်ရဲတာစောက်ချက်မရှိလို့ခေါ်ရဲတာတိလားအချက်တရားရှိနေလို့ဆိုခေါ်မရဲဘူးနော်မှတ်ထားတိလားအချက်တရားရှိနေလို့ဆိုရင်လူခွင့်ရဲ့အပြည့်အဝရှိတဲ့နေရာမှာချိန်မယ်လာမင်းနဲ့ငါနဲ့ရှင်ပြောမယ်ဆိုတော့ဟာမျိုးဖြစ်ကမယ်ညာဘက်ဖမ်းဝါမနဲ့အလောင်းဖို့နေတဲ့လုံနေတဲ့ကောင်တွေရုံမှနေတဲ့ကောင်တွေဒေတာကိုမင်းတို့လာခဲ့လေဒီလိုဆိုတော့ဟောအေးအေးဟမ် မှတ်ထားနိုင်တိလားမိတို့အုံနောက်အတွေးခေါ်တယ်အဲ့တော့ပြောချင်တာကတော့เนาะစစ်သက်ထောက်ခံတဲ့အတိုင်းဝင်းနေတယ်ခင်ဗျားတို့တတ်မတော်ကိုချစ်တာလားတက်ချီစစ်ကောင်းဆောင်တွေကိုချစ်တာလားဒါလေးကိုစဉ်းစားပါစစ်သားတွေမင်းအောင်နိုင်အာနာယူပြီးတဲ့ကစစ်သားဘလောက်တည်ပြီးတော့ဘလောက်ဒုက္ခိတဖြစ်သွားပြီဘဒူတောင်းဝင်ယူတယ်အဲ့ဒီမြောက်ပေးနေရတဲ့ပြည်တွင်းကဘောမှနေတောင်းဝင်ယူတာစားတပွင့်လာပေးလားအဲ့ဒါအဖြေပဲအဲ့တော့ချိုကြီးတို့မောင်မောင်တို့ဆိုတာအလကားပြောနေတာမဟုတ်ဘူးအေးတခုရှိတယ်သူတို့မဟုတ်တော့ဟုတ်ကကလေးကချစ်ပြောရင်ဖော်ထုတ် မှန်တော့ပြောရင်တော့လက်ခံမယ်ဒီပြလူရဲ့ဟာကြီးကိုနော်အခုကောင်းကောင်းပြောရတယ်မှာမှားတာပါအဲ့ဒါပဲအဲ့တော့မြန်မာပြည်မှာဘာဖြစ်နေတာလဲတရားဝင်ဓမြတိုက်ပြီးပြန်မေးဆွဲနေတာဘဒူလေမင်းအောင်နိုင်အပါဝင်မင်းအောင်နိုင်ဘက်တော်သားအကုန်လုံးอ่ะကဲအဲ့ဒါအမှန်တရားပဲเนาะအဲ့တော့ဒီတရားဝင်ဓမြပြန်မေးသမားတွေကိုနိုင်အောင်တိုက်ကြမလားလက်စင်းခံပေးကြမလားကိုယ့်ကိုစဉ်းစားကြမလား